တရင်မတော်တဆဖြစ်ရဲ့အကြောင်းဟောင်ကောင်လေဆိပ်မှလုံခြုံရေးဝန်ထမ်းနှစ်ဦးအသက်ဆုံးရှုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တနင်္လာနေ့ရက်စောပိုင်းကကုန်သင်းလေးရှင်မတော်တဆမှုကြောင့်ဟောင်ကောင်ပြည်ပြည်ဆိုင်ရာလေဆိပ်မှ လုံခြုံရေးဝန်ထမ်းနှစ်ဦးအသက်ဆုံးရှုံးခဲ့ရပါသည်။ UAE အမတ်ထုံးပြပြဆိုင်ရာလေဆိပ်ကနေရောက်လာတဲ့ B744 ကုန်တင်လေရှင်ဟာဒေတာစန်းထော်ချိန်3:50ခန့်မှာ လေရင်ဆင့်တက်ပြီးနောက်လမ်းချောင်းချော်သွားပြီးလုံခြုံရေးကင်းဆောင်ရှင်တစည်းကိုပုတ်တိုင်းမီကပင်လယ်ထဲတွန်းပို့တလို့ဖြစ်ခဲ့ပါတယ်။လေရင်ပေါ်ပါထဲ၄ခုစလုံးစေယုံတို့ပို့ဆောင်နိုင်ခဲ့ပေမဲ့မြေပြင်မှဝန်ထမ်း2ဦးကထော်ရှေးထဲချပြီးဆုံးပါသွားကြောင်းဟောင်ကောင်အထူးစီမံရေးဒေတာ SAR မှလေ ိတ်အာနာပိုင်များပြောထားပါအထိတညာလုံးရာသီဥတုကောင်းမွန်ကလေရင်ပြင်းလန်းကလေလေရင်အစင်းအသက်လှုပ်ရှမ်းတင်လျောချောင်းဂုံတင်လေရင်ကဒီမတိုင်ခင်မှာပြဿနာရှိတယ်လို့အချက်မပြခဲ့ချောင်းလေးစိတ်အာနာပိုင်မှာမှုဆောင်ညွှန်ကြားရေးမှုစတီဗင်ယူကာဆိုပါအထိမတော်တဆဖြစ်ပြီးနောက်အာနာပိုင်တွေက ရေးပေါ်ဌာနကိုချက်ချင်းအကြောင်းကြားကမြောက်ဖက်ပြည်လန်းချောင်းကိုပိတ်ထားလိုက်ပါတဲ့ တောင်ဘက်နဲ့အလဲဘက်ပြေးလန်းချောင်းတွေကထော်ဆက်လက်ပြေးဆွဲနေတာကြောင့်တနင်္လာနေ့မှာနောက်ထပ်လေးရင်တထောင်ကျော်အဆင့်အသက်ပြုလုပ်ခဲ့ပါထိဒီဖြစ်ရက်ကိုစုံစမ်းစစ်ဆေးဖို့အတွက်အရက်ဖတ်လေးချောင်းဌာနနဲ့အတူသက်ဆိုင်ရာများလှုံ့ဆော်နေကြပါထိလို့သိရပါထိရှင်။